။ပဇောင်မုံလှပြီတာမညဖလားခါရိုနီ။တာမညဖလားဆိုရာရဟန်းပြုခြင်းရဲ့အကျိုးလို့အဓိပ္ပာယ်ရပါလေ။ဒါကြောင့်တာမညဖလားခါရိုနီဟာလေဖျားရှင်ကရဟန်းပြုခြင်းရဲ့အကျိုးကိုဟောကြားခဲ့တဲ့နေ့ပါပဲ။အဲ့ဒီတာမညဖလားခါရိုနီဟာဖျားရှင်လက်ထက်တော်ကာလတခုသောပဇောင်မုံလှပြီနေ့ဖြစ်ပါလေ။တာမညဖလားခါရိုနီဖြစ်ပေါ်လာပုံကဒီလိုပါ။အစာတသက်မင်းသားဟာ ခမည်းတော်ဗိမိတာရမင်းကြီးကိုတတ်ခဲ့မိတဲ့အချိန်ကစပြီးညစဉ်အိပ်မပျော်တဲ့ယောဂဝေဒနာဆွဲကပ်နေပါတော့လေအလိုလေးနေရညပါစက်တော်ခေါ်မပြောနိုင်ပါလားဇာတသက်မင်းသားဟာအိပ်ဆက်လို့မျက်လုံးစုံမိတ်လိုက်တိုင်းဖခမည်းတော်ဗိမိတာရမင်းကြီးရဲ့ပုံရိပ်ကိုပဲမြင်အောင်လုပ်နေတယ်ပြီးတော့သူ့ရဲ့မျက်လုံးစုံကိုလှန်ချက်ပေါင်းများစွာနဲ့ထိုးခံရသလို့ ခံစားရတော့တယ်။ဟိုမလေးအော်အစားတက်မင်းသားအဲ့ဒီလိုအိတ်မပြောတဲ့ယောဂဝေဒနာကိုစေတမတော်မျိုးစုံနဲ့ကုသစေတော်လေပျောက်ကင်းမှုမရှိပဲအိတ်မပြောတဲ့ဝေဒနာပို့လို့ဆိုးလာတော့လေဘူးကြီးမကြီးတို့ဒါကုတော်မြတ်ရဲ့အိတ်မပြောခြင်းဝေဒနာပျောက်ကင်းစေဖို့ဘယ်လိုလုပ်ရပါမလဲအကြံဉာဏ်များပေးကြပါဦးကွယ် မှန်လားပါအဲ့ဒီကိစ္စအတွက်ဒိဋ္ဌိဇယာကြီး6ဦးစီမှာချင်းကမေးမြန်းတင်ပါတယ်အရှင်မင်းကြီးအဲ့ဒီလိုမုမတ်တို့ရဲ့အကြံပေးချက်ရအဇာလသက်မင်းကြီးဟာဒိဋ္ဌိဇယာကြီး6ဦးစီတွားရောက်မေးမြန်းနေတယ်အရှင်ကြီးတို့ကျွန်ုပ်ယခုခံစားနေရတဲ့ဝေဒနာဟာကျွန်ုပ်ပြုဘူးတဲ့ကံကြောင့်ပဲလားအိုးဘာကံလဲကံဆိုတာကို ကျုပ်တို့လက်မခံဘူးကံဆိုတာဘာလဲကျုပ်တို့မသိဘူးအော်အရှင်ကြီးတို့ကကံရဲ့အကြောင်းကိုမသိဘူးကိုဒါဆိုဘယ်လိုအကျိုးကိုမျှော်ကိုးပြီးအရှင်ကြီးတို့ယဟန်ပြုကြတာလဲယဟန်ပြုခြင်းရဲ့အကျိုးတာမညဖလားရဲ့အကြောင်းရှင်းပြပါလားအေးဒါကတော့ဟိုဟိုတိတ်တိဆရာကြီး၆ဦးစလုံးဟာ ယဟန်ပြုအပ်ခြင်းရဲ့အကျိုးတာမညဖလားအကြောင်းရေးလေအောင်မရှင်းပြနိုင်တဲ့အတွက်အဇာတသက်မင်းကြီးဟာဘဝင်မချဖြစ်သွားရတယ်။อืมခတ်ပြီခတ်ပြီပဲ။ငါလူချင်းတဲ့အဖြစ်ကိုအဘယ်ပုဂ္ဂိုလ်စီကရနိုင်မှာလဲ။အဇာတသက်မင်းကြီးရဲ့အခက်အခဲကိုတည်သွားတဲ့တမားတော်ကြီးဇီဝကကအကြံပြုလျှောက်ထားနေတယ်။အရှင်မင်းကြီးတိလိုတာကိုဗုဒ္ဓမြတ်စွာဘုရားရှင်ပဲ 天内马内没，平安心田端有每绵对马的性命之。